စကိုင်းတိုင်းကမလို့မျိုးနဲ့ရွှေဘုံမြကြီးနာကားလမ်းပေါ်မှာရှိတဲ့စပယ်နန်းတာအနေတဝိုင်းမှာစုပ်စုတကအထိုင်ချဆိုးမှုပြီးလမ်းပိတ်ဆို့ထားတဲ့အတွက်ခရီးသွားကားတွေကွင်းရှောင်လမ်းကနေခက်ခက်ခဲခဲရက်ချီသွားလာနေရတယ်လို့ဒေသခံတရေမြေတချို့ကပြောပါတယ်။အခုနဲ့ဖေဖော်ဝါရီလောက်ကစတယ်မေးရွှေဘုံမြကြီးနာလမ်းစပယ်နန်းတာအနေတဝိုင်းကရွာတွေမှာစုပ်စုနဲ့ပြူစောတိတွေအထိုင်ချဆိုးမှုထားတာပါ။အဲ့ဒီလမ်းကနေသွားလာမရတော့ဘဲစပယ်နန်းတာဂိတ်ကိုကျော်ပြီး ပေကြီးလွှဲစိတ်ကွင်းဆောင်လမ်းကနေသွားလာနေရပါတယ်။ပေကြီးကနေလွှဲစိတ်အထိမိုင်း20ခန့်သာဝေးပြီးပေကြီးနဲ့လွှဲစိတ်ကြားမှာခေါုံးသာငပြောတိုင်းနဲ့ဇပင်နဲ့သာရွာစတဲ့စုပ်စုနဲ့ပြူစောတီအတိုင်းချစိုးမိုးထားတဲ့ရွာတွေကိုကွင်းဆောင်ပြီးသွားလာနေရတာပါ။ပေကြီးကနေလွှဲစိတ်အထိကွင်းလမ်းဟာမိုင်း50ခန့်ကွာဝေးပြီးအခုမေလ18လောက်ကစပြီးမိုးအဆက်မပြတ်ရွာနေရကြောင်းလမ်းဖွဲ့ထားပြီးလမ်းခီး9ရက်ခန့်ကြန့်ကြာတဲ့အထိ ဖြစ်နေရတယ်လို့ဒေသခံသတင်းမြစ်တူကပြောပါတယ်။ဘွက်နစ်ကားတွေကိုဆွဲဖို့ပါသုံးလုံးအဖွဲ့တွေကထွန်ဆက်တွေကိုစစ်စင်ပေးထားပြီးကုန်ကားတစ်စီးဘွက်နစ်လို့ဆွဲလိုပါကငွေကျပ်14သိန်းအထိပေးချေရတယ်လို့ကားသမားတွေနဲ့နှိဆက်သူတူကပြောပါတယ်။ခီးသွားမော်တော်ယာဉ်တွေအနေနဲ့လမ်းမှာ9ရက်ခန့်ကြန့်ကြာတဲ့အပြင်ဘွက်နစ်ကားတွေကိုဆွဲဖို့ထွန်ဆက်ခါတွေပါအစမတန်ကုန်ကြနေရကြောင်းတော်လာရေအခက်ခဲတွေ့နေကြရတယ်လို့ဆိုပါတယ်။